လောကမှာမမြင်အပ်တဲ့အရာတွေနာနာဘဝတွေတကယ်ရှိနေတယ်ဆိုတာမယုံကြည်သူတွေအတွက်တော့ပြောမယုံကြုံမှသိဆိုသလို ကိုယ်တိုင်လက်တွေ့ကြုံလိုက်ရမှသိလိုက်ရပါမယ်။ကျမကတော့အလောက်ကိစ္စနဲ့ခီးတွေထွက်ရင်ကိုယ်တိုင်နှစ်ဖူးတွေဒူးတွေလက်တွေ့ကြုံခဲ့ရတဲ့အဖြစ်ပြက်များတွေကအဖြစ်ပြက်တွေကအများကြီးရဲ့ highway land တွေပေါ်ကပရာလောကသားတွေပေါ်ရှင် ပထမဆုံးကြုံခဲ့ရတဲ့အဖြစ်ကတော့အဲ့ဒီနေ့ကအလုတ်ကိစ္စနဲ့လမ်းရှုပ်ဘက်ကိုသွားစရာရှိတာကြောင့်လင်မယားနဲ့အောင်အင်္ဂါကားလေးနဲ့ပဲတယောက်တလဲစီမောင်းမယ်ဆိုပြီးထွက်လာခဲ့ကြတယ်။ကျမတို့အင်္ဂါနေစထွက်တော့ကိုည9နာရီနေကင်းဘက်ဆိုအရန်ပူရာကြောင့်လူသက်တာအောင်ဆိုပြီးတမင်တကာညဘက်မောင်းသွားကြဖို့ဆုံးဖြတ်ခဲ့ကြတာပေါ့။ကျမတို့ပြင်းဦးလင်စတက်တဲ့အချိန်မှာပဲမိုးလေးကတဖြောင်းဖြောင်းရွာလာတယ်။20မိုင်ရောက်တော့မိုးကအရန်တဲလာတာနဲ့မိုးနေနေဆဲသွားဖို့လဲစောင်းရင်ကားခဏနားရ င်စားကြတော့ကြပေါ့မိုးလေးနည်းနည်းဆဲသွားတော့ကျမတို့လည်းခရီးဆက်မယ်ဆိုပြီးထွက်လာခဲ့တယ်နှစ်ဆက်တမိုင်းဈေးဆိုင်တန်းနေအကျော်လောက်ရောက်တော့အသက်၄၅နှစ်လောက်ရှိမယ်ခေါင်ဝင်နဲ့ကလေးမလေးတယောက်ကိုလက်တွဲထားတဲ့အမျိုးသမီးတယောက်တစ်ပင်တစ်ပင်အောက်ကနေကားကိုလက်ပြတားနေတာကိုတွေ့လိုက်ရတယ်။"နွေ၊ဟိုရှိမှကြည့်ပါဦး။မိန်းကလေးတယောက်နဲ့ကလေးတယောက်ကားတားနေပါလား။""ဟုတ်ပါရဲ့။" မိုးရွာထဲမှာခလေးလေးနဲ့ရက်ပေးလိုက်ပါကိုကိုရဲ့ကုညီစံရှိလေကုညီလို့ရတာပေါ့ဘာအကူညီပေးရမလဲအမကျမတို့စီးလာတဲ့ကားပြတ်သွားလို့ပါရှင် မိုးကလည်းချုပ်နေပြီဆိုတော့လိုင်းကားတွေကလည်းမရှိတော့လို့ပါကျမတို့သားအမိအရေးကြီးကိစ္စလေးရှိလို့နောင်ချိုကိုအချိန်မီရောက်မှဖြစ်မှာမို့လို့ပါဖြစ်နိုင်မယ်ဆိုရင်လမ်းကြုံလေးလိုက်လို့ရမလားရှင်ကာတာစီးတဲ့အမကြီးရဲ့စကားအဆုံးခင်မုန်းဖြစ်သူကဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ကျမဘက်ကိုလှည့်ကြည့်လာတယ်သူတို့သားအမိကိုကျမအကဲခတ်မိတာကတော့ကျမတို့စီကအဖေကိုမျက်နှာငယ်လေးနဲ့အာကိုတကြီးစောင့်နေကြလေရဲ့မိုးမိထားလို့ထင်နေသားမိနေအောင်လို့မျက်နှာလေးတွေကိုဖြူဖက်ဖြူပြောဖြစ်လို့ကုညီလိုက်ပါကိုကိုရဲ့လွယ်တို့လေလမ်းတင်တာပဲဟာလာလာ ာအမတက်ကြတက်ကြကျေးဇူးတင်ပါတယ်ငါမောင်နေညီမရေဟုတ်ကဲ့ရပါတယ်အမຫນွေတို့စီကခွင့်ပြုချက်ရတာ ਨੇ သူတို့သားမိကားနောက်ခံတကားကိုဖွင့်ပြီးဝင်ထိုင်လိုက်ကြတယ်ဒူးဇန်နာကသူတို့သားမိဝင်ထိုင်လိုက်တာ ਨੇ တပြိုင်နက်တည်း ကျမရောကျမအမျိုးသားပါဗျံကနဲ့ချက်သိန်းနေထထွားတော့တာပဲဒါပေမဲ့လည်းရာသီဥတုအခြေအနေကြောင့်ရောကာအေကုံဖွင့်လာတာရောကြောင့်မှဖြစ်မှာပါဆိုပြီးအမတ်တမတ်ပဲနေလိုက်ကြတယ်လမ်းတစ်လျှောက်လုံးလဲပုတ်အဲ့အဲ့အနံ့နေမျိုးရတယ်ချက်သိန်းတော့ထလိုက်တာပဲနောက်ခန်းကသားမိကမတိမတာကြည်လိုက်မိရန်တော့လဲဘာအနံ့မှမရတယ်လို့ဘာမှမခံစားရတယ်လို့မျိုးကားပေါ်စတက်လာခဲ့ကစကားတခွန်းနှခွန်းစပြောကြသေးပေမဲ့နောက်ပိုင်းမှာတော့ကျမတို့ကိုယ်တိုင်ကစကားနေတာရောအဲ့အမျိုးသမီးပုံကြည့်ရတာတခုခုကိုပူပန် တော့ကရောက်နေတယ်လို့ပုံစံဖြစ်နေတာရောပါ။စကားဆက်မပြောပြကြတော့ဘူး။တစ်ချက်တစ်ချက်အကဲခတ်ကြည့်တယ်လို့သူတို့သားမိကိုလှဲ့ကြည့်မိတိုင်းမှလည်းအမျိုးသမီးကကားပရင်ပေါက်ကနေအပြင်ကိုငေးနေပြီးခလေးမလေးကတော့အမေရင်ခွေမှာခေါင်းမိပြီးအိတ်နေလေ။နောင်ချိုရောက်တော့သူတို့ကားရက်ခိုင်းတဲ့နေရာမှာပဲရက်ပေးလိုက်တယ်။ဂျေဇူးတင်စကားအကြိမ်ငိမ်ဆိုပြီးထွက်သွားတဲ့သူတို့သားမိကိုကြည့်ရင်ကျမတို့ရင်နဲ့အမိမသိခံစားချက်တခုကိုလိုက်ခနဲ့ခံစားလိုက်ရတယ်။အဲ့ဒီနောင်ချိုကစိုင်လေးတစ်စိုင်မှာပဲမနက်စာစားရင် သူတို့သားမိနှစ်ယောက်ကိုကြည်ရတာတမျိုးဖြစ်နေတဲ့အကြောင်း ကျမအမျိုးသားနဲ့ပြောပြတော့ကျမတို့ပြောနေတဲ့ဇကားကိုကြားသွားဟန်ရှိတဲ့ဆိုင်းရှင်အမကြီးကအနားရောက်လာပြီးမဟုတ်မှလွဲရောဒီကညမတွေပြောတဲ့တားမိဆိုတာမိမကအသားဖြူဖြူအသက်30ကျော်လောက်နဲ့ခလေးလေးကအသက်9နှစ်အရွယ်လောက်ခလေးမလေးမလားရှင်ဟုတ်ဟုတ်ပါတယ်ဒါနဲ့အမကဘယ်လိုသိတာလဲအမလေးတိတာပေါ့ညမရဲ့ညမတို့တော့တကယ်ဟာနေနဲ့တွေ့ခဲ့တာပဲညမတို့ပြောတဲ့တားမိကအရင်ကဒီနောင်ချိုကပဲနောက်ပိုင်းသူ့အမျိုးသားအလုတ်ကိစ္စနဲ့ပြုံးလင်သွားနေရတော့သူတို့တားမိပါလိုက် က်နေကြတယ်။ကောင်မလေးမိသားစုကတော့ဒီနောင်ချုံမှာပဲကြံခဲ့တာပေါ့။လွန်ခဲ့တဲ့တလန်းလောက်ကသူ့အမေနေမကောင်းလို့ဆိုပြီးခလေးမလေးကသမီးလေးနဲ့အတူမိဘတွေအိမ်ကိုပြန်လာတာလေ။ကလေးမလေးတို့တားအမိကိုကကန့်ဆိုးရှာတာပါတရက်နေမကောင်းတဲ့သူ့အမိတွေလိုအပ်တဲ့ပစ္စည်းတွေထွက်ဝဲရင်းလမ်းကူးရင်းခီးတဲ့တင်ဖန်ကားတစည်းနဲ့ တိုက်မိကြတာလေကားကလည်းအရှိန်များတော့သူတို့သားမိခင်များနေရာမှာတင် ပွဲချင်းပြီးပါပဲအေးသူတို့ခင်များတယောစင်နေမပြတ်နိုင်ရှာဘူးထင်ပါတယ်မိသားစုတွေအမျှပေးဝေကြပါမယ်ခုထိမကြွတ်လွတ်နိုင်ရှာသေးဘူးရချားဆိုသလိုနောင်ချုံနဲ့ပြင်ဦးလင်ကိုကားတွေတားပြီးလမ်းကြုံလိုက်လေရှိတယ်ဘာမှတော့အန်ဒီရဲ့မပြူရှာပါဘူးတီးတဲ့သူတွေကတော့ဘယ်ရက်ပဲရက်မလဲမောင်းပြေးကြတာပေါ့ငါညီမတို့ကိုမတီသေးတဲ့သူတွေကတော့မကြာခဏဆိုသလိုခုလိုအဖြစ်တွေကြုံရတာပဲကွဗျာရှင်ဒါ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 ဆိုသူတို့ကတရေတွေပေါ့နော်အင်းအဲ့ လိုလေပြောလို့ရတာပေါ့ညီမရေမကြွတ်မလွတ်တဲ့ပလာလောကသားတွေပေါ့အမလီဖေယဖေယဆိုင်ရှင်မာကြီးပြောတဲ့အကြောင်းကိုကြားလိုက်ရတဲ့နောက်ကျမတို့လင်မယားနှစ်ယောက်တယောက်ကိုတယောက်မျက်နှာပြက်ပြက်နဲ့ကြည့်ရင်ဖေယတားမိကြတော့တယ်ပလာလောကသားနဲ့တညာလုံးကားတူတူစီးလာခဲ့တဲ့အဖြစ်ကိုပြန်တွေးမိရင်စက်သိန်းနေထားပြီးခေါင်းတွေပါကြီးလာနောက်ရကြကျမအကြောက်လုံးပြီး၃လေးရဲ့ဖြားယူရတာတော့တကယ်အမတ်တရားပါအဲ့ဒီနောက်ပိုင်းမှာလည်း ညဘက်ခရီးတွေသွားရတိုင်းမှာပရာလောကသားတွေကိုပုံစံအမျိုးမျိုးနဲ့ကြုံရလေရှိတယ်။ကြာတော့တိတ်တော့မကြောက်တော့သလိုပါပဲ။နောက်ပိုင်းကျမကြုံခဲ့ရတဲ့ပရာသားတွေအကြောင်းကိုတော့အလင်းသိရင်သိတယ်လို့ပြောပြပေးသွားအောင်ပါမယ်ရှင်။ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်။ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မှို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။